မင်္ဂလာပါအောင်ပန်းဖြူ channel မှာကြိုဆိုပါရစေခုတစ်ခါတော့ flavor grid ကိုအသုံးပြုပြီးဖုန်းနဲ့ပုံလေးတစ်ပုံရေးဆွဲတင်ဆက်လိုက်ပါရစေ ခုတော့ဒီလောက်ပါပဲအားလုံးပဲရွှေလန်းချမ်းမြေ့ကြပါစေ